ဘသူနည်းမှအိမ်အောင်ပြုဖို့မရှိဘဲနဲ့သားလေးနဲ့တူတူဘဝကိုဖျက်ဆီးတော့မှဖြစ်ကြောင်းပြောလာရင်းယူရင်းလေးမို့သတင်းတွေထွက်နေသလိုနှောင်းအိမ်အောင်ပြုမှမဟုတ်ဘဲဘဝကိုအေးအေးချမ်းချမ်းဖျက်ဆီးမှဖြစ်ကြောင်းပြက်တန်းစွာပြောလိုက်တာကယူရင်းလေးမို့ပဲဖြစ်ပါရည်ဒါကြောင့်လေပြိသက်တွေကယူရင်းလေးမို့ရဲ့ဒီလိုပြက်သားတွေဆုံးဖြတ်ချက်ကိုချီချူးသိမဲ့ပြုနေကြတာပါအားလုံးလေးသိကြတဲ့အတိုင်းယူရင်းလေးမို့ဟာဝိုင်းရည်တရုတ်ဆောင်မင်းသားလွင်မို့ရဲ့သမီးလေးဖြစ်ပါရည်ယူရင်းလေးမို့ဟာငယ်စဉ်လေးကချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပြိသက်တွေကချစ်ခင်အားပေးကြတာပါအထူးသဖြင့်ယူရင်းလေးမို့ စေကျော်တဲ့ရွှေမှာ TV ကြုံညာလေးတွေ Music MTV တွေရိုက်တော့ပရိသတ်တရားယူဝင်နေမှုရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်အယူမူအားပေးချစ်ခင်ကြတာပါမထင်မထင်နေယူဝင်နေမှုတရားငငယ်ရွယ်နဲ့အိမ်တော်ကြကလေးတယောက်ရှာတော့လေပရိသတ်တရားယူဝင်နေမှုကိုထေးလေးဆိုပြီးတော့ချစ်ခင်အားပေးမပြတ်ခဲ့ကြပါဘူး ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာရွေးဝင်လင်မိုးတရားအိမ်အောင်ရေးစင်မပြေဖြစ်ကခင်မုန်းတင်နေကွာရှင်းခဲ့ရတော့လေပြိသက်တရားရွေးဝင်လင်မိုးတွေစိတ်မကောင်းဖြစ်ကအားပေးနေကြတာဖြစ်ပါတယ်။ဒါပြင်ခုရပိုင်းထဲမှာရွေးဝင်လင်မိုးဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်ပူရိုင်းပြီးမြေတအုပ်ဖြစ်သူနေရွှေသေးအောင်နဲ့ချစ်ကြိုက်နေကြ သတင်းတွေတောက်လျှောက်ထွက်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တရားရွေးလင်မှုတွေစစ်ပူနေကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းနိုင်ငံကျော်ထိတ်တန့်မင်းသားလွေမိုးရဲ့တမီးဖြစ်သူဟာခင်မုန်တဲ့နဲ့ကွာရှိပြီးရဲ့နောက်တိတ်မကြခင်မှာဒီလိုနေရွှေသေးအောင်နဲ့ချစ်ကြိုက်နေနေဆိုတဲ့သတင်းတွေထွက်နေတာဖြစ်ပါတယ်။နေရွှေသေးအောင်နဲ့ရွေးလင်မှုကိုချစ်သူတွေရှောက်လည်နေတာကိုစင်ကာပူရောက်ရွှေမြမာတွေကမြင်တွေ့ကြရတာပါ။ပြည်သက်တရားတော့ရွေးလင်မှုကိုနေရွှေသေးအောင်နဲ့တွဲတဲ့အပေါ်မှာတော်တော်လေးစိတ်ပူကြတာဖြစ်ပါတယ်။အထူးသဖြင့်ရွေးလင်မှုဟာခင်မုန်တဲ့နဲ့ကွာရှင်ပြီးတော့အခုလိုနောက်ထပ်ချစ်သူတွေ ထားလိုက်တာကိုစိတ်ပူကြတာပါ။ယူဝင်လီမိုးနေနဲ့အိမ်နာကွဲပြီးတာမကြသေးချိန်မှာနောက်ထပ်မျိုးသားတောင်နဲ့ခုလိုမျိုးပတ်သက်ပြီးတော့တွဲနေလို့လေပြိသက်တရားယူဝင်လီမိုးကိုစိတ်ပူကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းနေရွှေတေးအောင်ဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတဲ့ဩစာအာနာကြီးမားတဲ့တတိကြီးတယောက်ဖြစ်ပါတယ်။ ဒီလိုတတိကြီးတောင်းနဲ့တွဲနေတဲ့ရွေးရီလီမိုးကတခုလေကလေးမေဖြစ်နေလို့တံမိုးထားလက်ထပ်ပါမလားဆိုပြီးတော့စိတ်ပူနေကြတာပါအချို့ကလည်းအိမ်အောင်ကွဲပြီးမကြခင်မှာနေရွှေသေးအောင်နဲ့တွဲနေလို့ရွေးရီလီမိုးကိုဝေဖန်ကြပါရင်အခုခါမှာတော့ရွေးရီလီမိုးဟာဘလို့ပဲပြောပြောပရိသတ်တွေကဘလို့ပဲဝေဖန်နေပါစေသူမကတော့ကို့ဘွားကိုစင်ပြေအောင်ကိုနေခြင်းတဲ့ပုံစံတိုင်းနေထိုင်သွားမှာဖြစ်တဲ့အကြောင်းကိုတုတ်ပြန်ပြောဆိုလာခဲ့ပါရင်ရွေးရီလီမိုးကတော့သူမအနေနဲ့နေရွှေသေးအောင်နဲ့တွဲနေတယ်ဆိုတော့ကောလာဟာလာသတင်းတွေကိုညှင်းဆန်တယ်လို့သူမအနေနဲ့နောက်ရင်တောင်နဲ့ပြုတော့မှာမဟုတ် င်နဲ့သူမချရတဲ့သားလေးနဲ့တူဖခင်လူမိုးတို့နဲ့တူတူဘဝကိုအေးချမ်းတည်ငြိမ်စွာဖြတ်သန်းတော့မယ်လို့ပြောလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရွှေဝင်နေမိုးဟာသူမကိုဝေဖန်နေကြတဲ့သူတွေနဲ့ပတ်သက်လို့လောကကြီးမှာလူတွေရဲ့ဝေဖန်မှုတွေကိုလိုက်ကြည့်နေမယ်ဆိုရင်ပြီးမှာမဟုတ်တဲ့အတွက်ဘသူတွေဘလို့ပဲဝေဖန်နေပါစေကိုဘာသာကိုကောင်းအောင်နေထိုင်သွားမှာဖြစ်ကြောင်းပြောလာပါတယ်။ ရှင်ဝင်လင်မောဟာနိုင်ငံသားမှာပညာသင်ကြားပြီးတော့လိလာခဲ့တာကြောင့်ထက်မြက်တဲ့မျိုးသမီးလေးဖြစ်နေပြီးတော့လောကကြီးမှာဘလို့မျိုးသိဉာဏ်ပညာရှိတွေပါနေနေထိုင်ရမလဲဆိုတာကိုလိလာနေပြီးတော့သူမရဲ့ဘဝမှာယောက်ျားတစ်ယောက်ဆိုတာမလို့အပ်တဲ့အတွေ့အကြုံရှင်းတာလေးဖြစ်ပါတယ်အခုလည်းနေရွှေသေးအောင်နဲ့လက်ထက်တော့မေးဆိုတဲ့တရင်ကိုသူမဘက်ကလည်းအတီးပြုတ်ထားတာမျိုးမရှိခဲ့ပါဘူးရှင်ဝင်လင်မောဟာမကြခင်မှာမြန်မာနိုင်ငံကိုပြန်လာပြီးတော့ဖခင်ဖြစ်သူလင်မောနဲ့အတူစေဝါးရေးလုပ်ငန်းတွေကိုအိုးစီးလုပ်ကင်တော့မှဖြစ်ပါတယ်လို့သိရပါတယ်ယခုကြည့်ရှုနေတဲ့ပရိသတ်တရားရောနိုင်ရင်တောင်မပြုတ်တော့ဘူးလို့ပြက်သားစွာ ပြောလာတဲ့ရုံးဝင်နေမှုပေါ်မှာမိမိတို့ရဲ့အမြင်လေးရှင်လည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။